ဒီနေ့နဲ့ဆိုရင်၄ရက်မြောက်ပေါ့နော်ဒါညီမတို့တကယ်ချင်းနေနဲ့စုပေါင်းပြီးရောတရချားတစ်ခေါက်ပေါ့နော်အလူခံထွက်ကြရတယ်ဒါနဲ့ဆို၄ရက်မြောက်ပေါ့ပျော်ဝယ်မှာကြတော့ဘယ်လိုပြောပြရမလဲတို့ရဲ့ဒီခြေချောင်းလိုင်းရွေ့ရှားသွားတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီကျွာသူကြီးကိုယ်တိုင်ကပေါ့နော်ဥဆောင်မျိုးဒါညီမတို့ကိုအလူခံနေ အဲ့တော့လေညီမတို့ဒါကိုတက်နိုင်သလောက်ပေါ့နော်တက်နိုင်တဲ့ဘက်ကနေပြီးတော့ရေရင်းတူဖို့ဖို့အတွက်ကိုဒါတစိတ်တစ်ပိုင်းနေနဲ့ပအဝင်တူရမ်းမိခဲ့ပါရဲ့ရှင်။ဟုတ်ရေမရတဲ့ခက်ခဲတွေလည်းကြုံခဲ့ရတယ်။အဲ့လိုမျိုးတရွာလုံးမှာဆိုလို့ရှင်နှစ်အိမ်သုံးအိမ်လောက်ပဲရေရတာမျိုးပေါ့နော်။ဒါတော့မှဟိုးဘက်ရွာကနေသွားယူတော့မှရေရတာမျိုးဒါသူတို့ကိုယ်တိုင်လည်းဒါရေချိုးတဲ့နေရာမှာအခက်ခဲတွေရောက်ခဲ့တယ်။ဒါအဲ့တော့လေညီမတို့အနေနဲ့ရေရင်းတူဖို့ရတဲ့နေရာမှာတစိတ်တစ်ပိုင်းနေနဲ့ပအဝင်တူရမ်းမိခဲ့ရပါရှင်။ဟုတ် အဲအဓိကအဆိုးဆုံးကတော့အပုံနံပေါ့နော်ဒါစာချင်းသွားချင်းဒီလူတွေအလောင်းတွေကိုတွေ့ချင်းမှာအပုံနံအရန်ဆိုးတယ်တရွာလုံးမှာဒီလိုမျိုးအပုံနံနေရအဲ့လိုမျိုးပြန့်နှံ့နေရပေါ့နော်ကားပေါ်မှာထိုင်နေတော့မှကားလုံးပိတ်ထားရင်တော့ကားပေါ်ထိရတယ်အဓိကတော့ညဘက်မအိပ်ရဲရပေါ့ညဘက်ကျလို့ရှိရင်မအိပ်ရဲအဲ့လိုမျိုးခွေးတွေကလည်းအရန်ဥကြရဲအရန်ဟောင်ကြရဲဆိုတော့လေတစ်ဖွဲ့လုံးအလူကြီးတွေလွဲလို့ပေါ့ကျန်တဲ့လူငယ်တွေကမအိပ်ဘူးပြန်တော့ကြအဲ့လိုမအိပ်ဘဲနဲ့ဖျားစာထိုင်ရွနေရမျိုးရှိရရှင်ဟုတ် နောက်ထပ်သွားလှူမယ့်အစီအစဉ်ကြတော့ဒါညီမတို့အင်းလေးပေါ့နော်အင်းလေးမှာကြတော့ဒါအိမ်နေလဲပြိုကြရတယ်ဆိုတော့လေညီမတို့ဒါပြန်လဲထူထောင်ရင်းစီစဉ်အနေနဲ့ပေါ့နော်အိမ်ပြန်ဆောက်ဖို့အတွက်အကုန်လုံးလှေပေါ်မှာအိမ်နေရတာကိုတွေ့ရပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒါညီမတို့ငွေလေးပဲသွားလှူမှာပါရှင်ဟုတ်ဒီနေ့နဲ့ဆိုရင်လေးရမြောက်ပေါ့နော်ဒါညီမတို့တကယ်ချင်းနေနဲ့စူပေါင်းပြီးတော့တရချားတစ်ခေါက်ပေါ့နော်အလူခံထွက်ကြရတယ်ဒါနဲ့ဆိုလေးရမြောက်ပေါ့ အဲလေးရက်မြောက်မှာဒါညီမတို့နှစ်ရက်ပေါ့နော်အလူခံထွက်တယ်နှစ်ရက်ပထမနှစ်ရက်အလူခံထွက်ပြီးတော့ပျော်တငယ်ချင်းတွေပဲပေါင်းပြီးတော့ညီမတို့ပျော်ပွဲပြင်မနာနေပြီးတော့သွားရဲပေါ့နော်အဲဒါပြီးတော့ပျော်ပွဲပြင်မနာနေပြီးတော့နေပြန်လာပြီးတော့ကြာတော့ညီမတို့ဒီမှာဆက်ပြီးတော့ဈာန်မှာအလူခံထွက်တယ်ပြီးတော့ညီမတို့အင်းလေးဘက်မှာသွားပြီးတော့ကုညီပေးဖို့ပြင်ဆင်ထားပါတယ်ရှင် ဟုတ်ပြင်းမနာရယ်ပျော်ပွင်နေပြီးရောရယ်ပေါ့နော်၃နေရာကိုသွားရယ်အစားတော့မန္တလေးနဲ့စကိုင်းသွားမလို့ပဲဒါပေမဲ့တကယ်ချင်းတစ်ဖွဲ့ရကြတော့တို့မန္တလေးနဲ့စကိုင်းကိုတို့သွားထားရယ်ဆိုတော့လေအဲ့ဒါနဲ့ညီမတို့ဒီပေါ့ပြင်းမနာပျော်ဝင်နေပြီးရောသွားလိုက်တာပါဒီဘက်မှာကြတော့ဘယ်လိုပြောရမလဲလှူပျော်ဝယ်တော့ပါလို့ဆိုလို့ရှိရင်ကြတော့လှူရလို့နေရတယ်ပေါ့နော် လူရဲလူနေတဲ့အတွက်ကြောင့်မလို့ဒါညီမတို့ကိုယ်တိုင်တငယ်ချင်းဖွဲ့ရင်လည်းစုပေါင်းပြီးတော့လှုပ်ပစ်တယ်အိမ်မှာလည်းဒီရွာလေးရွာမှာနေတဲ့သူတွေကြတော့လေဒီငနေလှုပ်တဲ့နေရာသူတို့မျိုးဝတ်တပြီးဈေးဝယ်ကြတာဆိုလေဒီမျိုးပေါ်မှာပဲငနေလှုပ်ရင်းနဲ့တိတ်ဆုံးသွားတဲ့ရွာတွေဓာတ်တွေမိသားစုဝင်တွေရှိရအောင်တွေ့ခဲ့ရပါတယ်ရှင်ဟုတ်ပျော်ဝင်မှာကြတော့ဘယ်လိုပြောပြရမလဲသူတို့ကြတော့ရွာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါညီမတို့သွားတဲတဲ့ဒီချင်းအောင်ရွာဆိုလို့ရှင်လည်းငနေထန်အကြောင်းပေါ့နော်ဒီ စောပိုင်းတော့ကိုရွာရေရပါမယ်နောက်ပိုင်းလည်းကြာလိုက်ကြအောင်ငလင်းလောက်တဲ့တန်းကြောင့်သူတို့ရဲ့ဒီခြေချောင်းလိုင်းရွေ့ရှားသွားတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီရွာသူကြီးကိုတိုင်းอ่ะပေါ့နော်ဥဆောင်မျိုးဒါညီမတို့အလူခံနေအဲ့တော့လည်းညီမတို့ဒါကိုတက်နိုင်သလောက်ပေါ့နော်တက်နိုင်တဲ့ဘက်ကနေပြီးတော့ရေရင်းတူဖို့ဖို့အတွက်ကိုဒါတစ်စိတ်တစ်ပိုင်းညီနေပါဝင်လူရမ်းမိခဲ့ပါရဲ့ရှင့်ပြီးတော့ဒီတည်ဆုံသွားတဲ့သူတွေမိသားစုဝင်တွေကိုလည်းဒါညီမတို့ဟိုပေါ့နော်ဒီညီမတို့တက်နိုင်သလောက်ပေါ့နော် လှူပေးခဲ့ပါရှင်တအိမ်တောင်9000နှုံးနဲ့ပါဟုတ်ဟုတ်ရေမရတဲ့ခက်ခဲတွေလည်းကြုံခဲ့ရတယ်အဲ့လိုမျိုးတရွာလုံးမှာဆိုလို့ရှင်နှစ်အိမ်သုံးအိမ်လောက်ပဲရေရတာမျိုးပေါ့နော်ဒါအောင်မှဟိုးဘက်ရွာကနေသွားယူတော့မှရေရတာမျိုးဒါသူတို့ကိုယ်တိုင်လည်းဒါရေချိုးတဲ့နေရာမှာအခက်ခဲတွေရောက်ခဲ့တယ်ဒါအဲ့အတွက်လည်းညီမတို့အနေနဲ့ခြေရင်းတူဖော်ရဲ့နေရာမှာတစ်စိတ်တစ်ပိုင်းအနေနဲ့ပါဝင်လှူဒန်းပေးခဲ့ရပါရှင်ဟုတ်ကိုပြန်လာတဲ့ဖြီရောရေကသူတို့ကရပြီလားမရသေးဘူးလားမရသေးဘူးဟို ပေ900တူးဖော်ရမယ်လို့တော့ပြောရရေရင်းရလေးဟုတ်ဒါပေါ့နော်ဒီညီမတို့တရွာလုံးရေရအောင်လူရန်ခဲ့တာဆိုတော့လေညီမတို့တငယ်ချင်းတွေအတွက်ကောဒါတည်ဆုံးသွားတဲ့သူတွေကိုလည်းဝမ်းနဲ့ပူဆွေးတဲ့အနေနဲ့ဒါပေးတော့လက်ဖြစ်တာကောင်းတယ်ဆိုတော့လေအားကြောင့်လူရန်ခဲ့တာပါရှင်ဟုတ်ဒါအချို့ကြတော့ပေါ့နော်ညီမကိုယ်တိုင်လည်းအစတော့ကတော့ဒါ ခြားပရဟိတအဖွဲ့တွေကိုပဲပေါ့နော်ဒါငွေအားဖြင့်ပဲဖြစ်ဖြစ်ဒီပစ္စည်းတွေပဲဖြစ်ဖြစ်ပေါ့နော်လှူဒန်းလိုက်မယ်ဒါကိုယ်တိုင်မသွားတော့ဘူးလို့စိတ်ကူးထားပေမဲ့ဒီတငယ်ချင်းတွေနဲ့ပေါ့နော်အဖွဲ့တွေဖွဲ့ပြီးတော့တငယ်ချင်းတွေကလည်းသွားကြမယ်ဆိုတဲ့အတွက်ကြောင့်မလို့ဒါညီမတို့ကိုယ်တိုင်ဒါကိုယ်တိုင်လှူတော့ဒီဘယ်လိုပြောမလဲမရတဲ့သူရဲ့လက်ထဲကိုလည်းတည်တည်ချာချာလေးထည့်ပေးရတယ်အဲ့အတွက်လည်းပီတိဖြစ်ရတယ်ဒါမဲ့ ဒါတင်ဆုံးသွားတဲ့ကျရင်သူမိသားစုတွေတွေ့တဲ့အခါမှာလည်းဒါညီမတို့ဝမ်းနေရပါအရှင်ဟုတ်ဟုတ်အချို့သူတွေဆိုလို့ရှိရင်ဒါကလေးအထူးသဖြင့်ကလေးပေါ့နော်ကလေးမှာဆိုလို့ရှိရင်ဒီအဖေအမေဆုံးသွားတာမျိုးတွေတွေ့ရတယ်အဲ့ကလေးကြီးဆိုလို့ရှိရင်ကြတော့ဒါအချို့ရွာကြီးဆိုလို့ရှိရင်ဖုန်ကြီးเจ้าပေါ့နော်เจ้าနိုင်ဖုန်ဖုန်ကြီးကနေပြီးတော့ကုညီဆောက်ရှောက်ပေးထားတာမျိုးတွေရှိရပေါ့နော်ဒါကလေးအတွက်လည်းဒီကလေးအတွက်ကောဒီเจ้าနိုင်ဖုန်ဖုန်ကြီးရဲ့ဒီဖုန်ကြီးเจ้าအတွက်ကောညီမတို့လည်း နည်းနည်းပါလှူဒန်းခဲ့ပါရှင်ဟုတ်ဟုတ်လူတွေအလောင်းကကြတော့အချို့နေရာဆိုလို့ရှင်လူတွေအလောင်းရမ်းများတဲ့အခါကြတော့လေညီမတို့ကိုယ်ရင်လည်းပုံမှန်ဆိုလဲတရေကြောက်တက်တဲ့နေရာမှာပါတော့မစင်းရဲခဲ့ဘူးပေါ့နော်။ဒါပေမဲ့မတိဘဲနဲ့တနေရာကိုဆင်းသွားဘူးပဲ။ဆင်းသွားဘူးတဲ့ချိန်မှာကျတော့ဒီဘယ်လိုပြောရမလဲ။ရွာလူကြီးအိမ်လို့ပြောရမလား။အဲ့မှာပဲသူတို့လူတွေအလောင်းမျိုးတို့တန်းစီတန်းစီပြီးထားတာဆိုတော့လေ။အဲ့ထဲမှာလည်းမချွတ်မလွတ်တရေသူတွေရှိရတဲ့အတွက်ကြောင့်မလို့ညီမတို့ဒီပေါ့နော်ပြင်မနာရောက်တော့ ဒီတို့ရဲ့ကြံရင်သူမိသားစုဝင်တွေကိုလည်းညီမတို့ဒါလိုအပ်တယ်ပေါ့နော်ဒီညီမတို့တတ်နိုင်သလောက်ပေါ့နော်ငွေအားနဲ့ရောဒါအစားအသောက်ဝတ်စားတွေလှူဒန်းပြီးရောညီမတို့အနေနဲ့ဒါညီမတို့နဲ့ကြတော့ဖုံဖုံကြီးတွေလည်းပါတယ်ဆိုတော့လေဒါညီမတို့ကိုယ်တိုင်လည်းအမျှဝေပြီးဖြစ်ခဲ့ပါရှင်ဟုတ်အဲအဓိကအဆိုးဆုံးကတော့အပုံနံပေါ့နော်ဒါစချင်းသွားချင်းဒီလူတွေအလောင်းတွေကိုတွေ့ချင်းမှာအပုံနံအရန်ဆိုးတယ်တရွာလုံးမှာ ဒီလိုမျိုးအပုံနဲ့နေရအဲ့လိုမျိုးပြန့်နှံ့နေရပေါ့နော်ကားပေါ်မှာထိုင်နေတော့မှကားလုံးပိတ်ထားရင်တော့ကားပေါ်ထိရတယ်အဓိကတော့ညဘက်မအိပ်ရဲရပေါ့ညဘက်ကျလို့ရှိရင်မအိပ်ရဲအဲ့လိုမျိုးခွေးတွေကလည်းအရန်ဥကြရဲအရန်ဟောင်ကြရဲဆိုတော့လေတစ်ဖွဲ့လုံးလူကြီးတွေရလွယ်လို့ပေါ့ကျနေလူငယ်ရမအိပ်ဘူးပြန်လို့ကြအဲ့လိုမအိပ်ပဲနဲ့ဖျားစာထိုင်ရွနေရမျိုးရှိရဲ့ရှင်ဟုတ်အရန်ကြောက်တာအဲ့လိုတယောက်နဲ့တယောက်လူလူခွေးဥပြီးဆိုတာနဲ့တစ်ဖွဲ့လုံးလက်ကင်ထားလက်ကင်မျိုးတာလီထိုင်စိတ်နေရတနည်းအောင် ။ဘယ်နေ့လောက်ကြာလဲဆိုညီမတို့နှစ်ညအိတ်သုံးရက်ခရီးသွားတာပေါ့။ဟုတ်ဒီပျော်ပွဲကုန်းကရေတွင်အလှလိုအပ်တယ်ဆိုတော့ဒီရွာလေးမှာညီမတို့တညအိတ်ခဲ့တယ်ရောက်ရောက်ချင်းပေါ့နော်။ရောက်ချင်းညမှာတညအိတ်ခဲ့တယ်ပြီးတော့နောက်နေ့မနေ့ကျတော့ဒါညီမတို့ပျော်ပွဲမျိုးနဲ့ပြင်းမနာနဲ့ကိုလှူတယ်။ပြောညီမတို့နေပြည်တော်သွားတယ်နေပြည်တော်သွားပြီးတော့နေပြည်တော်မှာတညအိတ်တယ်ဒါမနဲ့ရောက်တော့နေပြည်တော်ကယာယီစေးုံလေးမှာညီမတို့လူရန်ပစ်ခဲ့ပါအရှင်ဟုတ်သွားတဲ့လမ်းကြောင်းတစ်လျှောက်မှာခက်ခဲမှုကရှိရဲ့ရှိရဲ့ဆိုတာကာခဏခဏပြက်တာ ကားခဏခဏပြတ်တဲ့ခါကျတော့ယောက်ျားလေးတွေပေါ့နော်ယောက်ျားလေးရောမင်းကလေးရောဒါတက်ကြီးရွယ်အိုတွေရာတော့ကားပေါ်ဆင်းမိရဟိုညီမတို့လူငယ်ကြီးကျတော့ကားဆင်းတို့မိခဲ့ရတဲ့အခြေအနေမျိုးတွေရှိတယ်ကားဘာလို့လဲတော့မသိခဏခဏတော့ပြတ်တယ်ညီမတို့ဒီလိုမျိုးဒီ express ကားငှားသွားတာဆိုလေဟုတ်ကိုကိုရင်တိသွားတာဒါရှိနေတဲ့အချိန်မှာကိုဘေးနာသူတွေကိုပေါ့နော်ရှိနေအောင်မှာတမိုးထားပါဒါလိုအပ်တဲ့လူတွေကိုလည်းကိုစုနိုင်တဲ့လောက်လေးပေါ့နော်လှူပေးပါ ီးလို့ရှိရင်ဒါကိုနားမှာရှိနေမိသားစုဝင်တွေပဲဖြစ်ဖြစ်တငယ်ချင်းတွေပဲဖြစ်ဖြစ်ရှိနေတော့မှကောင်းပြီးရောချစ်ကြောင်းလေးပြောပြပေးပါလို့ပြောချင်ပါတယ်ရှင်ဟုတ်နောက်ထပ်သွားလို့မယ့်စီစဉ်ကြတော့ဒါညီမတို့အင်းလေးပေါ့နော်အင်းလေးမှာကြတော့ဒါအိမ်နေလဲပြိုကြရတယ်ဆိုလေညီမတို့ဒါပြန်လဲထူထောင်ရေးစီစဉ်အနေနဲ့ပေါ့နော်ဒီတို့အိမ်ဆောက်တဲ့နေရာမှာပဲဖြစ်ဖြစ်ဒါညီမတို့ ဟိုပစ္စည်းတွေတော့မလှူတော့ဘူးပေါ့နော်ပစ္စည်းရေစစ်ပစ္စည်းရေအဲ့လိုသွေးပေါင်ချိန်ဆက်တွေဒီရှေ့မှာညီမတို့လှူခဲ့တယ်လို့မျိုးမလှူတော့ဘဲနဲ့ဒါညီမတို့အိမ်ပြန်ဆောက်ဖို့အတွက်အကုန်လုံးလှေပေါ်မှာအိတ်နေရတာကိုတွေ့ရပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒါညီမတို့ငွေလေးပဲသွားလှူမှာပါရှင်ဟုတ်ဟုတ်အင်းလေးတွေတော့အခုလိုပဲဒီပျော်ဝယ်ပြင်းမနာနေပြီးတော့သွားလှူခဲ့တယ်လို့ပဲဒါညီမတို့တငယ်ချင်းနေနေပေါ့နော်အဖွဲလိုက်သွားကြမှာပါရှင်ဟုတ်ဟုတ်ကြံငငယ်လေးကထွေထွေထွထွတော့မရှိဘူးဒီပွဲစည်းပါလေဆိုလို့ရှိရင်တော့ဒါအိမ်ထဲမှာမနေဘူးပွဲစည်းမှာပဲတနင်္ဂနွေလမ်းမှာမှာပဲ တကြံကြရင်ကြတော့ဒီလိုမျိုးရေပတ်တာနဲ့နေပူတာနဲ့ဆိုညီမငကိုတွေကခဏခဏဖျားရတယ်ဆိုတော့အင်းကတကြံဆိုလို့ရှိရင်မလို့အိမ်မှာပဲနေခိုင်းတာများတယ်ဒီနေ့တကြံစီစဉ်ရလဲဒါငလျင်တန်းကြောင်းပေါ့နော်ဒါဒွေးဒုက္ခရောက်နေတဲ့သူတွေကိုကူညီရမှာလှူရမှာနဲ့ဆိုတော့တကြံကတော့ဘာစီစဉ်မှတော့မရှိပါဘူး အလွေနဲ့ဖြတ်သန်းမှာပါရှင်အားကြောင့်ဒါအကုန်လုံးလဲပေါ့နော်တက်နိုင်တဲ့ဘက်ကနေတက်နိုင်တဲ့လောက်ကူညီပေးစေချင်တယ်ဘာလို့လဲဆိုတော့ညီမတို့ကိုယ်တိုင်ရွာသွားတဲ့အခါမှာလဲလူမျိုးလူကြီးတွေအစားကလေးတွေအစားပေါ့နော်မိသားစုဝင်တွေဆုံရှုံသွားကြတဲ့အခါဒီအိုးအိမ်တွေပျက်စီးပြိုလဲသွားကြတဲ့အခါမှာသူဝမ်းနေပြီးတော့ငိုကြတာကြီးရင်ဖွင့်ကြတာကြီးရှိရပေါ့နော်အဲ့တော့အားလုံးကဒါညီမတို့ကြတော့ ဟိုအ ਨੇ ဆုံးတော့ ACC လေးနေနိုင်စားနိုင်သေးရလေနော်သူတို့ကြတော့အဲ့ဆီကနေရာမရှိရဲ့အပြင်မိသားစုဝင်တွေကလည်းဒါဆုံးသွားသွားကြရဲဆိုတော့လေအဲ့တော့ဒါအားလုံးတက်နိုင်တဲ့ဘက်ကနေပေါ့နော်900ဖြစ်ဖြစ်1000ဖြစ်ဖြစ်လှူဒန်းစေချင်ပါတယ်ရှင်ဟုတ်ဟုတ်ငွေကြေးမောင်းနေလဲဆိုလို့ရှင်တော့စုစုပေါင်းညီမတို့ဒါပစ္စည်းတွေမပါပေါ့နော် အာညီမတို့လူရန်တာအစားအသောက်ရယ်အဝတ်အစားရယ်ပြီးရင်လူမျိုးခေါင်းဆွဲကြောက်တို့အချောက်ချမ်းလေးတွေ variety ရေတန့်ကပ်ပြီးလို့ရှိရင်ဒါယာယီစေးကန်းနေမှာပေါ့နော်လိုအပ်တဲ့သွေးဖောင်ချိန်ဆက်တို့အောက်ဆီဂျင်တိုင်းနဲ့ဆက်တို့ပြီးရင်ပတ်တီးအရက်ပြန်ဗီတာဒင်းတို့ပေါ့နော်အဲ့ဒါတွေညီမတို့လူရန်ငယ်ရငွေအားကြီးပဲဆိုလို့ရှိရင်တော့ဒါညီမတို့စုစုပေါင်း120ပေါ့နော်120ယူသွားတယ်ဒါမဲ့ညီမတို့23သိန်းပြန်ပါလာတယ်ပေါ့နော်ဒီ23သိန်းကိုညီမတို့အင်းလေးသွားလူတဲ့အခါမှာလဲအသုံးပြွားမှာပါရှင်ဟုတ် ဒါပေါ့နော်တဘာဝဘေးရဲ့နေမှာဒါအချို့မိသားစုဝင်ဆုံးရှုံးသွားကြတဲ့လူတွေအတွက်လည်းညီမတို့ထပ်ထမြဝမ်းနေပေးရပါတယ်ရှင်။ထပ်ထမြဝမ်းနေရတယ်။ဒါမိသားစုဝင်မဆုံးရှုံးမဲနဲ့အိုးအိမ်တွေပျက်စီးသွားတဲ့လူတွေအတွက်လည်းဒါညီမတို့အနေနဲ့ပေါ့နော်ဝမ်းနေရတယ်။ဒါအားလုံးကိုတော့ညီမတို့တက်နိုင်တဲ့ဘက်ကနေကူညီပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဘာမှမဖြစ်ပါနဲ့ဒါကယ်ဆယ်ရေးဖွဲ့ကြီးလည်းလာမှာဖြစ်တယ်။ဒါအလှူရှင်တွေလည်းလာမှာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံး fighting မှာလို့ပြောချင်ပါတယ်ရှင်။